အားလုံးမင်္ဂလာပါကျွန်တော်တို့ design story ကနေပြန်လဲကြိုးစားလိုက်ပါတယ်ခင်ဗျာအဲဒီနေ့ကကျွန်တော်တို့ကျွန်တော် YouTube channel မှာနောက်ဆုံးတင်ထားရတယ်ပေါ့နော် logo ဆွေးနွေးအပြည့်ဆုံးအပိုင်းတက်အပိုင်းနဲ့ဆိုပြီးကျွန်တော်နှစ်ပုတ်တင်ခဲ့တယ်ပြီးတော့အဲ့ view ထဲမှာပြောခဲ့တာအပိုင်း3ထပ်တင်ပြီးမယ်ပေါ့ဒါမဲ့အဲ့လိုပြောပြီးတော့ထုံးစံတိုင်းပဲကျွန်တော်ပျောက်သွားကြရောဆရာစီဘာလို့ပျောက်သွားလဲဒါမေးကြအဲဂျားထဲမှာအလုပ်လေးတွေနည်းနည်းရှုပ်တာရယ်ခရီးသွားရတာရယ်ပြီးအရှုပ်လေးတွေလောက်တာလည်းပါပါတယ် Okay ဒီနေ့ video က ကျွန်တော်အပိုင်း၃တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒါပေမဲ့ logo အကြောင်းပါပဲအဲ့တော့အပိုင်း၁မှာအပိုင်း၁မှာကျွန်တော်တို့ကြီးခဲ့တဲ့ညီငယ်ညီမတွေအတွက်ဒီခုဒီနေ့တင်မဲ့ video က example လေးတစ်ခုကျွန်တော်လက်ရှိပေါ့နော်ကျွန်တော်လက်ရှိဒီဂျားမှာအဲ logo project brand identity project ၄ခုလောက်တော့ရှိရပေါ့နော်အဲ့ဒါမှာအဲ့ထက်ကတစ်ခုကိုကျွန်တော်ဒီနေ့ ဥပမာလေးထပ်ပြီးပြီးတော့ရှင်းပြပါဖြစ်ပါတယ်အဲ့တော့ logo တစ်ခုရဲ့ business name ရဲ့သူရဲ့ business industry ရဲ့ဟိုသိပြီးဆိုရင်ဘလို့စစင်းစားသွားပြီးတော့ဘလို့ presentation လုပ်သွားလဲဆိုတဲ့ဟာလေးကို example လေးနဲ့ကျွန်တော်အရှင်းပြတော့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ video ကအရင်အရှိရတော့မဟုတ်ဘူးเนาะတော်တော်တော်ပဲကျွန်တော်တို့လုပ်မယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ HP ဘန်မြန်မာကနေကျွန်တော်ကို artist 12 pro ဒီ drawing tablet ကျွန်တော်ကို လာပေးထားတယ်ကျွန်တော်အဲ့တော့ဒီ drawing tablet လေးသုံးပြီးတော့ကျွန်တော်ရဲ့ဒီ logo project လေးကိုဘယ်ဟာနေဘယ်လိုစစင်းစားရတယ်ဆိုတာလေးကိုရှင်းပြတော့မှာဖြစ်ပါတယ်โอเคစလိုက်အောင်ဗျာအဲ့တော့ကျွန်တော်တို့ဒီကျွန်တော် example ပေးမဲ့ဒီ logo project လေးကအာပြီးခဲ့တဲ့ကျွန်တော်တို့ logo အကြောင်းအပြည့်အစုံဆိုတဲ့ video ထဲမှာလည်းကျွန်တော်တို့ chicken နဲ့ mouse နဲ့ မှတ်မိမယ်ထင်ပါတယ်เนาะကြည့်ထားတဲ့ကျွန်တော်ဗီဒီယိုကြည့်ထားတဲ့လူတွေဆိုမှတ်မိလိုက်ပဲအဲ့ဒါလေးကိုပေါင်းဆက်သွားတာပါဗောနောပြီးတော့အဲ့မှာကျွန်တော်တင်ထားတဲ့အချိန်မှာ brand on process ဆိုတာပါတယ်ဗောနောအဲ့တော့ brand on process ဆိုတဲ့အကြောင်းရယ်ပြီးတော့ရင်ကျွန်တော်တို့ beautiful combination ဘယ်လိုလုပ်လဲဆိုတဲ့အကြောင်းလေးတွေဒေယာလေးတွေပါတယ်ဗောနောအဲ့တော့မကြည့်ရသေးတဲ့လူတွေကတော့အရင်အဲ့ pro ဒီဟိုပါဗောနော logo presentation logo sorry logo ဆွဲနေအပြည့်စုံအပိုင်း1အပိုင်း2ဗီဒီယိုတွေကိုပြန်ကြည့်ဖို့လိုအပ်တယ်ဗောနော โอเคဒီနေ့ကလည်း chicken ပဲဗျ chicken ပဲဒါပေမဲ့ brand name ကတော့ပြောင်းသွားတယ်ပေါ့နော် brand name က SMI Early Smile ဆိုပြီးဖြစ်သွားတယ် โอเคအဲ့တော့ကျွန်တော်တို့ကအာတကယ်ဟို reality project တွေနဲ့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင် โอเคဒီနေ့ကတော့ကျွန်တော်တို့အာဒီကျွန်တော် logo စွမ်းနေအပြည့်စုံအပိုင်းတက်အပိုင်းနဲ့ဗီဒီယိုတွေကြည့်ထားတဲ့ညီတွေညီမတွေအတွက်အဲနောက်ထပ် example လေးတစ်ခုနဲ့ဘလို့เนาะတို့ကျွန်တော်တို့ logo တစ်ခုကဘလို့ direction တွေဥတည်ပြီးတော့စမ်းသားတာလဲ brand on process တွေကိုဘယ်တွေကဆွဲထုတ်မလဲပြီးရင် beautiful combination ဆိုတာဘလို့မျိုးလဲဆိုတာကိုနောက်ထပ်ဥပမာလေးပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်သုံးထားတဲ့ drawing tablet က artist 12 pro နော် XP ပန်းမှာထုတ်လုပ်ပါတယ်အဲ့တော့ XP ပန်းဒီဇေနုံးတွေကိုသိကြရင်တော့ HP Pan မြန်မာရဲ့ Facebook page မှာကျွန်တော် description မှာထည့်ပေးထားမယ်။အဲ Facebook page မှာသွားမေးပေးပါ။အဲနောက် video တွေမှာကျွန်တော်တို့ပြန်ဆုံကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။